ားလုံးပဲမင်္ဂလာပါခင်ဗျာ ကျွန်တော်တို့ရဲ့နှမ်းတစေ YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီတစ်ခေါက်ကျွန်တော်တင်ဆက်ပေးခြင်းတဲ့ဝတ္ထုတူလေးရတော့မင်းလူရဲ့နှင်းစီခက်ကိုလက်လန်းကနေသည်ဆိုတဲ့ဝတ္ထုတူပဲဖြစ်ပါတယ်ကျွန်တော်နဲ့အတူတူဒီဝတ္ထုတူလေးကိုအဆုံးထိဆက်လက်နားဆင်ပေးကြပါအောင်ခင်ဗျာ thank you နှင်းစီခက်ကိုလက်လန်းကနေသည်နေရာဒီចောင်းပေးရများသည်အလွန်ပျော်စရာကောင်းသည်ကျင်တော်တို့ညီကိုနှစ်ယောက်နှင့်ကိုပေါက်သည်ចောင်းပေးရမှာဘာတွေလောက်ကြမည်ဆိုသည်ကိုတဲ့ရွက်တွေစားကြွေကာစားအချိန်မှာပင်အပြီးသက်တိုင်ပင်ခဲ့ကြပြီဖြစ်၏ စာမေးပွဲ ဖြည့်ပြီးသည်နှင့်လေးကွာများကို ပြင်ဆင်ကြသည် မကြခင်တီးပွင့်လာတော်မူတည့်ရတီးများကိုတစ်ချက်တစ်လုံးမှတ်အောင်ပြစ်နိုင်ရန်အတွက်ကြိုတင်လေ့ကျင့်ကြသည်နေ့လယ်ပိုင်းမှာလေးကွာတယောက်တစ်ချောင်းစီနှင့်ရှောက်သွားညနေကြတော့ဘောလုံးကံညဘက်ဆိုလျင် အင်းရှိကွက်လက်မှာနှမဝမ်းခွဲတွင်ထုတ်စီထိုးတန်းကစား ကြတော့လဲညင်းဝင်လာပြီးတယောက်တစ်မျိုးပြောင်းကစားကြပြန်သည်တနတ်ပြတန်ကစားသည့်အခါကစားကင်းကစားသည့်အခါကစားညဘက်ကြတော့ခွက်ခေါက်တန်ကစားတို့တွေတမျိုးပြောင်းကစားရအောင်ဟဲ့ခင်နန်းຫນွယ်ကပြောသည်ဘာကစားကြမလဲတယောက်တစ်မျိုးစီစဉ်းစားကြသည် တိုင်အောင်တန်းဗုဒ္ဓလုတ်တောက်တဲ့အင်္ဂရေမြေမင်းမဆာဦး စသဖြင့်တယောက်တစ်မျိုးပြောကြသည်အငိမ့်ကာရန်ကစားမလားဟိခင်းမြင့်ကအကြံပေးသည် အားလုံးကသဘောတူကြသည် ကစားမည်နေရာကိုရွေးကြ၏ကျွန်တော်တို့အိမ်ရှိမှာ ကွက်ပြစ်တစ်လုံးရှိသည်ညာဘက်ကြလျင်ရေနွေးကျန်းဝိုင်းလှုပ်ပြီးစကားပြောကြသောနေရာဖြစ်သည်ညာဦးပိုင်းမှာလူကြီးပိုင်းတွေမထိုင်တတ်သဖြင့်အားနေသည်ထိုကွက်ပြစ်သည်အငိမ့်စဉ် ်မင်းသမီးအဖြစ်ခင်နန်းွယ်နဲ့ခင်အင်းမြင်လူပြည့်များက ကိုပေါင်းနေကျွန်တော်ကျွန်တော်တို့ကတက္ကိနာယုံเจ้าကအလူပွဲတွေမှာလာသမျှအငိတ်ပွဲတွေကိုမလွတ်တမ်းကြီးခဲ့ကြသူများဖြစ်သည်ပောက်ခေါ်ငွေမောင်းအတွဲသည် ကျွန်တော်တို့အသေးဆွဲသူတို့၏ပြလုံးအတော်များများကိုကောင်းကောင်းမှတ်မိနေကြ၏မောင်ရွှေခိုင်မာလာနှင်းစီ မိုင်းဒါလင်ဆွေတီခင်ခင်ပြုံမရီနင်းစီခက်ကိုလက်လန်းကနေမီခင်နှံ့ွေကဆွေနင်းစီတခြင်းကို ဆိုရင်ကသည်သူ့ကိုယ်ပေါ်တော့စလိုက်မီးအောင်ဆုံးဖြာကြနေအပြာတလက်အနီတလက်အစိမ့်တလက်ထိုးစလိုက်မီကကျွန်တော်တို့ညီကိုနှစ်ယောက် တီထွင်ထားခြင်းဖြစ်၏လက်နိုင်တမ်းမီရှိမှစွန်စက်ကူတွေကို တလက်စီအုပ်ပြီး ဆလိုက်ထိုးခြင်းပင်တည်းခင်နန်းတွေကသူ့အမေ၏ထမီအဟောင်းတစ်ထည်ကိုဝတ်ထားသည် ထမီကသူနှင့်ရှိနေသဖြင့်တကယ့်မင်းသမီးတွေလိုအောက်မှပုံကြနေသည်လူပြင်းများဖြစ်သော ကိုပေါင်းနှင့်ကျွန်တော်တို့ကတော့အဖေပလေကက်လုံးကြီးအကွက်ကြီးကြီးတွေကို တောင်းချီလိုဖြစ်အောင်ဝတ်ကြ၏ခင်နန်းတွေ၏အတန်းမှာဣညက်ဣညက်နှင့်တိမ်နာထောင်းတော်မကောင်းချေဆိုနေရင်းကအတန်းပြက်ပြက်သွားသဖြင့် ျွန်တော်တို့ကဝင်ကူပြီးဆိုပေးရသေးသည်သူဒီအကတော့ကောင်း၏ဖူးပွင့်ငုံစည်းရွှေရွှေနင်းစည်းကိုကိုထူလှဲ့သည်သို့သောအပိုက်အယောက်တွင် သူက ကိုကိုတစ်ဖက်လှဲ့ကလိုက်ရာဖဲ့ထမီကချောပြီးခွင်းလုံးကြွတ်ကျသွားသည် ခင်နန်းွယ်လည်းရှက်ပြီးထွက်ပြေးလေတော်သည် ထို့အဖြစ်ကြောင့်ရေမောကြရသဖြင့်ကျွန်တော်တို့လူပြည့်ပြစ်သောအခါဘာပဲပြောပြောရေကြ၏ မင်းသမီးအမေမှာကလေးပဲနှစ်ယောက်ရှိတယ်လေမင်းသိလား၈ယောက်ပါကွငါတေးသေးချာချာသိတယ်မင်းသမီးအမေကြီးက သူ့ကလေးတွေဘယ်နှစ်ယောက်ရှိတယ်လဲလို့ရေးတွက်နေတာငါကိုယ်တိုင်ကြားတာကွဘယ်တော့ကလဲခုပဲဇက်စင်နောက်ကမောင်ရိပ်ထဲမှာမင်းသမီးအမေကြီးကစောင့်ညောင်းထိုင်ပြီးသူ့ကလေးတွေကို ရေးတွက်နေတာ၈ယောက်၈ယောက်၈ယောက်တဲ့ နန်းနယ်တို့အမေတော်ကြီးကြီးလဲလာကြည့်နေသဖြင့်ခွတ်ထိုးခွလံရဲလေဤကဲကဲနောက်လှဲကြတဲ့မင်းသမီးကဘသူတဲ့လဲခင်အင်းမြင့်ပါတဲ့မင်းသမီးခေါ်ကွာခင်အင်းမြင့်ရေဟာဘလို့လဲမင်းသမီးခေါ်တာဒီလိုမဟုတ်ဘူးကွာစာချိုးလေးနဲ့ခေါ်ရတယ်ကဲမင်းခေါ်စမ်းပါဦးဟမ်စမြူတခွင်မရှိ လူမြင်ရင်အကုန်တိလိုက်ပါတဲ့။အိုးဗျမဥပင်ကပီး။ဟာငါကအကောင့်မလို့မင်းသမီးကိုဒီလိုမလေးမစားမလုပ်ပါနဲ့ကွ။ပရိတ်သက်ကငါတို့ကိုကြည့်ကျင်တော့မှမဟုတ်ဘူး။မင်းသမီးကိုကြည့်ကျင်လို့လာတာငါတို့ကမင်းသမီးကိုမိပြီးစားနေရတာကွ။ तू ဟာငါတို့ရဲ့ထမင်းအိုးကြီးပဲ။အဲ့ဒီထမင်းအိုးကြီးခဏလောက်ငားကျင်နေကွာ။ဘာလုပ်ဖို့လဲ။ ကစုံပြုတ်စားခြင်းလို့တော်စမ်းမှာဟဲ့နင်းတို့ကလည်းခင်းမြင့်ကအခေါ်မဆောင်တော့ပဲသူ့ဘာသာထလာသည်ပြီးတော့မုံရွှေကြီးခိုင်မာလာနှင်းစီမိုင်းဒါလင်ဆွေတီဆိုပြီးတပုတ်ကာသည် သူကအကာသမားမဟုတ်အဆိုသမားဖြစ်သည်ဘိုးစတားရေ လွမ်းအားရရှိစစ်မြေတနေရမဟာ အသက်တွေလို့ခင့်ကိုပဲမိပြီးတင်ပါတယ်မောတန်လေးတန်ကြာပါစေကိုစတရဲ့ဒီတန်တွေဟာခင့်ရဲ့ငိုတန်ပဲလို့ဒီမိုးစလေးတွေခင့်ရဲ့မြင့်ကြီးပဲလို့သိစေခြင်းနဲ့နေနိုင်ရတဲ့ကိုလူပြိုချောရဲ့ချစ်သူချစ်သူပြုတ်ချစ်သူရဲ့ ခင်းမြင့်သည်တခြင်းဆိုရင်ညည်ရီတွေဝဲပြီးတဖြည်းဖြည်းစီးကြလာတတ်သည် ကျွန်တော်ကနှိုးစီခွက်တစ်ခွက်ယူပြီးသူ့မျက်နှာအနားမှာညည်ရီကန်သလိုသွားလုံသည် သူစိတ်ဆိုးပြီးကျွန်တော်လက်ကိုဆွဲစိတ်သည်အသားပဲ့သွားသည်ဖြင့်ကျွန်တော်လည်းဒေါသဖြစ်ပြီးသူ့လက်မောင်းကိုလက်သီးနှင့်ထိုးသည် သူကကျွန်တော်မျက်နှာကို ကုပ်ဖယ်သည်ဤသို့ဖြင့်ပွဲပြက်သွားလေသည် နောက်တစ်နေ့ကျတော့လည်းပြန်တည့်ပြီးကစားကြပြန်သည်အစာပိုင်းတုန်းကတော့ကျင်တော်တို့ဤပွဲကြည့်ပိဋ္တတ်မှာကလေးများသာဖြစ်၏နောက်ပိုင်းကျတော့လူကြီးတွေပါလာကြည့်ကြသည်ခင်နန်းတွေနဲ့ခင်အင်းမြင့်တို့ညီအမတွေသူတို့မိဘများနဲ့အတူတောင်ကြီးမြို့သို့ပြောင်းသွားသောအခါအငိမ်ကာတန်မကစားဖြစ်တော်ချေကျွန်တော်တို့သည်တခြားကစားနည်းများနဲ့အစာထုတ်ကစားကြတော့လဲတစ်ခါတစ်ခါကြလျင် အမြင်ကစားရရင်ကောင်းမဲ့ကွာဟုတန်တန်တတပြောမိတတ်ကြ၏ရှစ်တန်းအောင်ရေကိုးတန်းရောက်တော့ခါဘောလုံးကန်ဒီကလွဲလျင်အချားဟာတွေမကစားဖြစ်တော့ချေလူပြောပေါက်လဲဖြစ်လာသဖြင့်ဟိုးစိတ်ဒီစိတ်ကလေးတွေဝင်လာပြီးကစားခြင်းထက်လမ်းတလားရခြင်းကိုပို၍ခုံမင်လာသည်ချန်ထိတ်ကအုတ်ခုံမှထိုင်ပြီးဂတာတီတခြင်းဆိုရခြင်း၌ပျော်မွေ့လာသည် အငိမ်ပွဲကိုတော့မကြည့်ပဲမနေနိုင်အနီးနားတဝိုက်မှာအငိမ်ရှိသည်ဆိုလျင် မရောက်ရအောင်တွားကြည့်တတ်သည်ပင်ဖြစ်၏တခါတည်းရန်ကျွန်တော်တို့မြမငယ်လေးတွေအငိမ်ကာတန်ကစားပြီးဆိုလျင်ငေးမောကြည့်ရှုမိတတ်သည်တော့အမှန်သူတို့ဆိုတော့အငိမ်သချင်းတွေကတော့ကျွန်တော်တို့တုန်းကလို မိုင်းဒါလင်ဆွီတီမဟုတ်တော့ချေမုံရွှေကြီးစကားတဲ့ကတချင်းတဲ့ဝင်းဝင်းအေးအေး ချောင်းလာရသည်မောင်တပါးစီပြိုလေးမှန်းမြော်၏ချမ်းလို့ဖြင့်ခိုက်ခိုက်တုံဆောင်းချုံလို့မနှွေးသည်သို့သောတခြင်းတွေဖြစ်နေလေပြီကျွန်တော်တို့တူတူမာလေးတွေခက်ကြတော့အငိမ့်ကာတန်းမကစားကြတော့ချေထိုအချိန်ခါတွင် အကြီးကျယ်ခစားနေသော စတေရှိုးထက်တန်းကိုသာကစားကြတော့သည်တခြင်းဆိုရင်လဲတကူလုံးလှုပ်ပြီးမှဆိုသည်ကလေးတို့တဘာဝ အတုမြန်အတတ်တင်ခြင်းပင်ဖြစ်၏သူတို့သည်အငိမ့်ကို မကြည်ဘူးကြတော့ချေခုအချိန်တွင် အလှူတွေမှာအငိမ့်ခံသည့်အလေးအထမရှိသလောက်ပင်ဖြစ်သွားပြီအငိမ့်တန်တန်ကပြသည့်အဖွဲလဲအလွန်ရှားနေပြီစက်ကြီးတွေနဲ့ရှင်၍မိုးလင်းကပြလို့ရအောင် တခြားစီစဉ်တွေထပ်ဖြည့်ပြီးပရိဒါကပွဲအတင်တို့ပြောင်းသွားခဲ့လေပြီအထူးသဖြင့်အငိမ့်မင်းသမီးဟု၍တီတီတန်တန် လက်ညှိုးထိုးပြစရာမရှိတော့ရုပ်မြင့်တန်ကြားအစီအစဉ်ထဲမှာတခါတရံပါလာတတ်သောခက်ဟောင်းအငိတ်မင်းသမီးကြီးများဖြစ်သည့်ဒေါ်လှကလေးစိန်ဒေါ်ဗလာပြန်ကျွန်တော်တို့တော်ဗလာပြန်ကျွန်တော်တို့ငယ်ငယ်ကအသေးဆွဲဖြစ်သည့်အမာစိန်နွဲ့နွဲ့ဆန်းခက်တဲ့အငိတ်မင်းသမီးကလေးများဖြစ်ကြသောတီတာဝင်းအေးအေးမြင့်စားစားစမ်းတို့ကိုယ်တာကြည်ရင် လူရှင်တော်ဆိုနီမူကျော်တို့ဤပြည်လုံးများကိုသဘောကျရင်ဖြင့်သာကျေနပ်နေရသည်ငငယ်တုန်းကလိုအငိမ့်စင်ဘေးနာအထိ တိုးဝေသွားပြီးမင်းသမီးကိုအနိကက်မြင်ရအောင်ခြေပြားထောက်ထောက်ကြည့်ရသည့်အရာသာကိုတော့မမီချေလာသားသောညာများတွင်အိမ်ရှိကကွက်ပြစ်မှထိုင်ရင်ငငယ်ကအငိမ့်ကာတန်ကစားခဲ့ကြသည်ကို တရေရေမြင်ရောင်ကတတိယနေမိတတ်၏အငိမ့်ကာတန်ကစားမိ

ဘွားရည်ကြီးကပါပဝါကလေးခြုံပေးပြီးမုံရွှေခိုင်မာလာနှင်းစီ မိုင်းတာလင်ဆွေတီဟုဆိုလိုက်သည်နှင့်မျက်နှာကလေးကပြုံးလာပြီးကလေးတော်သည်တမီးလက်ချိုးပုံမှာအချားကလေးတွေလို ချိုမိုင်မိုင်ဆင်းလောက်မဟုတ်ဂိန္ဒရီလက်ချိုးပုံဖြစ်၍အလွန်ချစ်စရာကောင်းသည် ကျွန်တော်သည်သမီးကနေဒီကိုကြည်ရင်စဉ်းစားနေမိ၏ တမီနည်းနည်းကြီးလာလျင်အငိတ်ကတန်းကစားလိမ့်မည်ထင်သည်တမီကြီးလာလျင်အငိတ်မင်းသမီးဖြစ်ခြင်းဖြစ်မည်ထို့သောမဖြစ်သည့်တိုင်တမီတို့ခက်တွင်အငိတ်သည်ပင် ပြန်လဲထွန်းကားလာလိမ့်မလားဟု မျှော်လင့်မိထိုခိုက်တွင်အောက်ထပ်မှနေသော ကျွန်တော်တူနနသားအွယ်ရွှေမိုးအိမ်ပေါ်တက်လာသည် နားလမင်းသားတို့ကမယ်ကွာဟုပြောသည်ဘွားကြီးကအေးအေး ကရမယ်ဆိုပြီးမိုင်းဒါလင်စွီတီကိုဆိုပေးရွှေမိုးကကိုင်းနေအောင်ကာသည် တွဲခါကျွန်တော်သမီးမင်းသမီးကြီးကဘာလုပ်သည်ဟု ထင်ပါသည်။ကျမ်းပြင်ပေါ်တွင်ကြုံကြုံကလေးထိုင်ချလိုက်ပြီးကြကြနာနာ လက်ခုပ်တီးပေးနေပါတော့သည်။ ။တပင်မဂ္ဂဇင်းမေ1985ဤဝတ္ထုတော်လေးကိုအဆုံးထိနာဆင်ပေးခဲ့ကြာသူအပေါင်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။လာမယ့်အစီအစဉ်များကိုလည်းဆက်လက်ပြီးအားပေးကြပါအောင်လို့ကျွန်တော်တိုက်တွန်းချင်ပါတယ်။ အာပေနာစင်ကြသူပါကိုစိန်ဖျားကျမ်းမှာချမ်းသာပြီးတာယာတဲ့နေလေးပိုင်ဆိုင်ကြပါစီ။